်တကယ်တော့အလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒါကတော့၅ချိန်အတွက်နောက်ဆုံးမူလေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မနစ်ပါဆိုရင်တော့ဒါထွက်ပြီပေါ့နော်โอเคဒါကကျွန်တော်တို့ဒါကလင်နာမူပေါ့နော်ကလင်နာမူမှာကျွန်တော်ဒါ2023ခုနဲ့ဒါက24ခုနဲ့ဒီကောင်ဒီ25ခုနဲ့ဖြစ်တယ်ပေါ့နော်သူ့အောက်ကဟာတွေရဟုတ်ပြီဒါဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ထိတ်စီးလေးအရင်စပြီးတော့ကြည်ပါမယ်နော်ထိတ်စီးလေးအရင်စပြီးတော့ကြည်မယ်ထိတ်စီးကကျွန်တော်တို့ဒီမှာပေါ့နော် ဒီခွန်3ည3ညဆိုတဲ့3လုံးပေါင်းခြင်းနံပါတ်ခွန်ဒီကျွန်တော်တို့သူ့ရဲ့ပါဝါပေါ့နော်ဒီမှာ3 6 3ဆိုပြီးတော့သူ့ပါဝါ2လို့ရိုက်တယ်နော်ဒီအောက်မှာ3ခွန်ခွန်ဆိုတဲ့ကျွန်တော်တို့ဒီခွန်ဒီလေနော်ဒီခွန်ဒီလေကျွန်တော်ဘယ်လိုရိုက်လဲဆိုရင်ね6 5 8ဆိုတဲ့ပေါင်းခြင်းနံပါတ်2ကိုရိုက်ပါတယ် သူ့ရဲ့ပါဝါပဲပေါ့နော်ဒါဆိုရင်ဒီမှာရှိနေတဲ့ကျွန်တော်တို့694เนาะ694ဒီကျွန်တော်တို့ပေါင်းခြင်းနံပါတ်ဘယ်လောက်လဲနံပါတ်မှာ1ဖြစ်တယ်1ပါဝါဒီကျွန်တော်တို့ဒီမှာ6ဆိုပြီးတော့ရိုက်ရမယ်เนาะဒါဆိုရင်333ဆိုတဲ့ပေါင်းခြင်းနံပါတ်6ကိုကျွန်တော်တို့ဖမ်းมาဖြစ်တယ်ပေါ့เนาะဟုတ်ပြီဒီလိုမယူဘူးကျွန်တော်တို့နောက်ထပ်ဘလို့ထပ်ပြီးတော့ယူလို့ရသေးလဲပေါ့เนาะဘလို့ထပ်ပြီးတော့ယူလို့ရသေးလဲဆိုရင်ဒီမှာရှိနေတဲ့ လေးပေါ့နော်လေးရဲ့နှက်ခတ်ဒီမှာနှစ်ဆိုပြီးတော့ကျွန်တော်တို့ယူမယ်ဒီမှာရှိနေတဲ့လေးလေးနှက်ခတ်ဒီမှာနှစ်ဆိုပြီးတော့ယူမယ်နော်ဒါဆိုရင်ဒီမှာရှိနေတဲ့နံပါတ်ဒီနံပါတ်6ဖြစ်တယ်6နှက်ခတ်ကျွန်တော်တို့ပါလေ9ဆိုတာယူရမယ်နော်9ဆိုတာယူရမယ်ဆိုရင်တော့3 3 6ဆိုတဲ့9ဆိုတဲ့ကဏ္ဍဖြစ်မယ်နော်ဒါက6နှက်ခတ်9ဆိုပြီးတော့ယူမှာပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်နှလုံးရသွားပြီပေါ့နော်နှလုံးရသွားပြီဆိုရင် ျွန်တော်တို့ခါးတိုင်ပေါ့နော်ခါးတိုင်လေးပဲပြခင်ဒီနောက်ထပ်ပေါ့နော်ကျွန်တော်တို့ယူလို့ရတာဒီဘာရှိအောင်မလဲပေါ့နော်โอเคနောက်ထပ်ကျွန်တော်ယူတော့မပြတော့ဘူးပေါ့နော်နှလုံးထဲပဲကျွန်တော်တို့ယူမယ်ဟောပြီးခါးတိုင်ဒီကျွန်တော်ဒီလေးကနေစပြီးတော့ပြန်ယူမယ်ပေါ့နော်ဒီလေးလေးနှက်ခတ်ဒီကျွန်တော်ဒီမှာနှစ်ဆိုပြီးတော့ကျွန်တော်တို့ဖြစ်တယ်နော်ပြီးရင်ဒီလေးဒီလေးနှက်ခတ်ဒီလေး3 9ဆိုရင်နှစ်ဆိုပြီးတော့ကျွန်တော်တို့ဖြစ်တယ်နော် ဒါဆိုရင်ဒီအောက်မှာရှိတဲ့နံပါတ်6 6ခက်တီဒီလို6ဆိုပြီးတော့ကျွန်တော်တို့ဖြစ်မယ်เนาะဒီမှာ3เนาะ6 3 9เนาะဟုတ်ပြီဒီလိုယူပြီးသွားပြီဆိုရင်เนาะနောက်ထပ်တစ်ခုဒီကျွန်တော်တို့ဘာလို့ယူလို့ရမလဲဆိုရင်เนาะဒီမှာကကျွန်တော်တို့ဒီမှာခွန်ဒီမှာ6ဒီမှာ9ဆိုပြီးတော့နောက်တစ်6လုံးထပ်ပြီးတော့ယူလို့ရတယ်เนาะဒါကတော့ရှင်းရှင်းလေးပဲပေါ့เนาะโอเคပါနောက်ထပ်တမူပေါ့เนาะဒါကတော့အပိတ်ဖြစ်တယ်အပိတ်ပေါ့เนา အပိတ်ဒီကျွန်တော်တို့ဘယ်လိုယူသွားမလဲဆိုရင်သုံးလုံးပေါင်းခြင်းပေါ့နော်ဒီလိုသုံးလုံးပေါင်းခြင်းဒီခွန်ဖြစ်တယ်နော်ဒီခွန်ဖြစ်ပြီးတဲ့နောက်မှာဒီလိုသုံးလုံးပေါင်းခြင်းဒီရှစ်ဖြစ်တယ်နော်ခွန်ရှစ်ဒါဆိုရင်ဒီလိုသုံးလုံးပေါင်းခြင်းဒီကိုဆိုပြီးတော့ကျွန်တော်တို့ယူမယ်နော်6 6 try နော်6 try အယူလို့ရတယ်ပေါ့နော် ။ Okay ဒါကတော့ကျွန်တော်တို့ရတဲ့မူလေးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ trade pay လေးတွေလိုက်ပြီးတော့တွဲကြည့်မယ်ဆိုရင်တော့336နော်။336ပြီးရင်တော့ကျွန်တော်တို့6 try နော်။ပြီးရင်366ဆိုပြီးတော့ဖမ်းလို့ရသေးတယ်။366ပေါ့နော်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ရတဲ့မူလေးတွေကခဏ3ခွက်ဖြစ်ပါမယ်။နော်။ကျွန်တော်ရှင်းမယ်တော့ထင်တယ်ပေါ့နော်။ဒါက မရှင်းတဲ့တငယ်ချင်းတွေကရှေ့ကနေပြီးတော့အစာဆုံးလေးတစ်ခေါက်လောက်ပြန်ပြီးတော့ကြည်ပြလိုက်ပါเนาะဒီထဲကတော့ကျွန်တော်တို့ဘာတွေထွက်မလဲပေါ့เนาะကိုကြက်တဲ့ခဏကိုရွေးချယ်ပြီးတော့ကစားကြည့်ပါ336ရဲ366ရဲပြီးရင်တော့အာ636ဆိုတာရှာတယ်ပေါ့เนาะ636 sorry ပါကျွန်တော်တို့6 36ပေါ့เนาะအဘူးအခွား site ဖြစ်တယ်ပေါ့เนาะလေးခွက်ပါ try တစ်ခွက်နဲ့ပေါ့เนาะအားလုံးပဲအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျမနေ့ဖန်မှာ เนาะအဆင်ပြေကြပါစေဘိုင်ဘိုင်ပါကျွန်တော်ဒီကနလေးခွက်ပဲပေါ့နော်336 636ပြီးရင်တော့6 try ရဲ့366ရဲ့ဖြစ်ပါတယ် thank you ပါ